အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မီဝေးဖာဝေးချက်ပြုတ်ရေးအစီအစဉ်မှာပေးကြတဲ့ကြော်စားမှာဖြစ်ပါတယ်ကျက်တာ324 g 20ကျက်တာပေးကြတဲ့150 g နှစ်ခုကိုပေါင်းရဲထည့်ပြီးတော့ချိန်10မိနစ် 15မိနစ်ခန့်ပြိုရပါလိမ့်မယ်။အဲ့ချိန်မှာမုံလာဦးချက်တော့ဖြူမြို့သီးစိမ့်ကိုတန့်စင်ပြီးဖြက်စနစ်တကျလုပ်ထားပါမယ်။ ဝန်လာဦးကိုခုတို့ကွင်းလေးတွေပြီးပြီဆိုရင်အမြောင်းလေးတွေဆက်ပြီးတော့ပြီးမှဖြစ်ပါတယ်။ထူမတစင်ဝန်လာဦးကိုစားလို့ရတဲ့တုံးလေးတွေဖြစ်အနေတော့တုံးလေးတွေနဲ့တုံးသွားမှာ ုံလာဦးလိခဲ့ပြီးပြီဆိုရင်ချက်တော့အဖြူကိုဒီရင်မိုင်းကနေညကြီးမြောက်ကိုဖြတ်တောက်တန့်စင်မှာဖြစ်ပါတယ် ဒါကတော့စွတ်သွန်မြူအထဲမှာပါတဲ့ဥတိုင်းကိုလုံးကြီးတဲ့အတွက်စနစ်တကျခွဲထုတ်ပြီးတော့တန့်စင်နေတာပါကျွတ်တမျိုးတန့်စင်ပြီးရင်တော့အနေတော့အတုံးလေးတွေနေနဲ့ကကြေးနဲ့ဖြတ်တော့ ถามอภิปรายได้ปีนี้มีดีเจงู ဆက်ပြီးတော့နေတော်လေးတွေဖြတ်တောက်ထားမှာဖြစ်ပါတယ် ြီးချိန်မှာဆွမ်းနာက ပြုတ်ထားခဲ့တဲ့ပဲကြဆန်ကြက်သားလေးရပါပြီ။ကျတော်မြူမြုပ်ကြီးစိမုံလာဦးတန်းတင်ပြီးတာတိပြက်ပြီးသားများလည်းရပါပြီ။ပဲကြဆန်စစ်ထားတာဒီစနစ်တကျထားရှိထားလို့ရပါတယ်။ဒီနေရာမှာကြအူကတော့ သုံးလုံးထည့်ပြီးတော့ကြာကြာမို့နေငယ်နဲ့ကျူတင်ခောက်ထားခြင်းဖြစ်ပါတယ်ပြီးရင်ကျအူကိုကြောက်မှဖြစ်ပါတယ် ပေါင်းပူလာပြီဆိုရင်စီထည့်ထားတာပါစီပူလာပြီဆိုရင်တော့ကြဲဥထည့်ကြော်လို့ရပါပြီကြဲဥကြော်တဲ့နေရာမှာတော့ပေါင်းဖို့နဲ့ကြော်တာဖြစ်တဲ့အတွက်မတူးအောင်မကတ်အောင်နေတော်နေထားဖြစ်အောင် ူချိန်နဲ့စီကိုချိန်ဆဖို့လိုအပ်ပါတယ်။ဒီနေရာမှာကျုပ်သုံးလုံးနဲ့စီသဇွန်ကြကြောစာလောက်ကိုပဲကျွန်တော်သုံးသွားတာဖြစ်ပါတယ်။ဒါကတော့ကျော်ပြီးသားကြားလာတဲ့ကျုပ်အနေထားပုံစံပါ။ကတော့ဘူလီယန်နေခတ်ထားတဲ့ကြုံကြုံ ကျက်သားကိုအနေတော်ဒုံးလေးတွေအဖြစ်ဆက်လက်ပြီးဖြတ်သွားမှာဖြစ်ပါတယ် ကျက်သားကိုရတာဝင်အောင်ကျက်သားမဟုတ်အနေငယ်နဲ့ဆက်လက်နေဖက်ပေးထားမှာဖြစ်ပါလေဒါဆိုရင်တော့တူအပ်တဲ့စာပလာများစုံနေစွာ ရရှိနေပြီဖြစ်ပါလေခုဆက်ပြီးတော့ ပေါင်းပူလာပြီဆိုရင် C နဲ့ဆုံးထည့်ပါမယ်။ စီပူလာပြီဆိုရင်တော့စက်တုံပြူထည့်ပါမယ် စစ်တုံးပြူပါလေ။နတ်မွေးလာပြီးရောင်မပြောင်းခင်ဆိုပါ။ယူသည်စိမ့်ထက်ထဲပါမယ်။ မြို့သီးစင်းကိုစိမ့်နှံပြောက်တဲ့အထိအယောင်မပြောင်းခင်မွေတဲ့အထိကိုပူပေးပါမယ်ပြီးရင်ချက်သားထည့်ပါမယ် ချက်တန်းလဲနူးလောက်ပြီဆိုတဲ့အနေထားမှာပေးကြံထည့်ပါမယ်ပေးကြံထည့်ပြီးကြာညို့တပ္ပစာဇွန် တစွန်းစာတော့ထည့်ပါမယ်ပြီးရင်ကျက်သားမဟုတ်ဓမင်းစာစွန်းတစွန်းစာတော့ထည့်ပါမယ်ပြီးရင်စာဓမင်းစာစွန်းတဝက်စာလောက်ထည့်ပါမယ် ြီးရင်တော့ပဲကြံနေဦးမကြိုးမကြည်အောင်လို့ပေါင်းထဲမှာပဲစနစ်တကျဝင်ပါပါ ပဲကြံစံနဲ့လျောင်းတက်လာပြီပူလဲပူလာပြီပူငွေတွေလည်းရနေပြီဆိုရင်တော့ပုံတော်ဦးညီကိုထည့်ပါမယ်ပုံတော်ညီထည့်ပြီးတော့ဆက်ပြီးတော့အကျိုးမကြည့်အောင်လို့ဆက်ပြီးတော့ပူငွေနဲ့ငွေထားပါမယ်ပေါင်းတဲ့ အိန္ဒိယမှာအရင်6ကက်လာရင်ရေနည်းနည်းထည့်ပြီးတော့ကြော်လို့ရပါတယ်ဘူရှိန်နဲ့တက်လာပြီးပေးကြရတယ်နေတော့ဖြစ်ပြီးရတာလဲကိုလိုချင်တဲ့ရတာဖြစ်ပြီးဆိုရင်တော့များလဲထည့်ပြီးတော့ ဆက်တောက်ဖို့ပြင်ဆင်လို့ရပါပြီ။ဆွမ်းနာကကြော်ထားခဲ့တဲ့ကြက်ဥတွေကိုအနေတော်လေးတွေပိုင်းဖြတ်ပြီးတော့ပြကြတဲ့ပေါ်ပြင်ပါမယ်ဒီလိုဆိုရင်တော့ရတာရှိပြီးမွေးကြိုင်နေတယ် လိုရပဲကြဆိုင်ကြရပါပြီ channel လေးကို like and subscribe လုပ်ပြီး notification ခေါင်းတော်လေးကိုနှိပ်ပြီးအားပေးကြပါဦး